မပရိသတ်ကြီးကျွန်မအခုပြချင်တဲ့တင်ရကတော့ထိုင်းနိုင်ငံကိုခရီးသွားတဲ့ဈေးကအလွန်များပြလာတဲ့အတွက်ကြောင့်မလို့နိုင်ငံခြားသားခရီးသွားတွေဟာအွန်လိုင်းမှာဝေဖန်နေကြတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။တချိန်ကကျွန်မတို့ဒီ budget trip လို့ခေါ်တဲ့ budget ခရီးသွားတွေအလွန်နှစ်ကြိုက်ခဲ့ကြရတဲ့ဒီထိုင်းနိုင်ငံကတော့အခုမှနိုင်ငံတကာခရီးသွားတွေရဲ့ဝေဖန်ခံရမှုတွေကိုခံနေရတာပဲဖြစ်ပါတယ်။ Bangkok Post Landing ရဲ့လူမှုကွန်ရက် post တစ်ခုအောက်မှာ comment 2000နီးပါးရှိပြီးတော့ထိုင်းရဲ့ခရီးသွားလုပ်ငန်းကိုဝေဖန်ထားကြပါတယ်။ခရီးသွားတွေကဒီဈေးကြီးမြင့်မှုပေါ့နော်။ဈေးနှုန်းကြီးမြင့်မှုနောက်ထိုင်းလူမျိုးနဲ့နိုင်ငံသားတွေအတွက်ငွေကြေးကောက်ခံတဲ့စနစ်ကမတရားမှုပေါ့။ဥပမာသူတို့စီကပေါ်တော့ဒီမြဖေရတို့ဘာလို့ဆိုလို့ရှိရင်ထိုင်းလူမျိုးဝင်တဲ့ဝင်ကြီးဆိုရင်တမျိုးပေါ်ရင်တာဝင်တဲ့ဝင်ကြီးဆိုရင်တမျိုးကျမတို့နိုင်ငံမှာလည်းအတူတူပဲဒါပေမဲ့ သူတို့က foreigner အတွက်ငွေကြေးဟုဆိုလို့ရှိရင်အရင်မြင့်ပြီးတော့တိုးပြီးတော့ကောက်ထားတာမျိုးတွေရှိတယ်။အဲတရားဝင်ရင်ဘတ်900တို့ဘာလို့ဘတ်900ဆိုလို့ရှိရင်ကျမတို့မြန်မာဝင်တဲ့အတွက်မယ်ဆိုလို့ရှိရင်အဲ6000 9000နီးပါးပေါ့နော်ဘတ်စီးအတက်ကြနေဆိုလို့ရှိရင်အဲ့လောက်ရှိပါတယ်။ဆိုတော့ဒါကတစ်ခုတည်းကိုဝင်ကြီးတစ်ခုတည်းဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးဝင်ကြီးကအရင်ကို꽈ဟနေတာမျိုးရှိတယ်။နောက်ပြီးတော့အဲနိုင်ငံသားသားတွေအတွက်ငွေကြေးကောက်ခံတဲ့စနစ်ကဒီအားကြောင့်မလို့မမျှတာဘူးပေါ့နော်။နောက်တရား ခွင့်စီးကြောက်တွေကိုတောက်သုံးခွင့်ပေးထားတာတွေကိုလည်းထောက်ပြပေးနေရရှိပါတယ်။အရင်ကပေါ့နော် Cosmwe ကိုလဲပတ်ခဲ့တဲ့ခရီးသွားတစ်ယောက်ကတော့လွန်ခဲ့တဲ့9နှစ်ကတညအကိုဘတ်2000ပဲပေးခဲ့ရပါပဲ။အခု ဘတ်6000တောင်းနေရဲ့ဟိုတယ်ရှိရဲ့လို့အမှတ်ချက်တည်ရေးထားကြရပါတော့။နောက်ပတ္တရာပေါ့။ထိုင်းနိုင်ငံကိုသွားရဲဆိုရင်အနိုင်ငံသားတွေရဲ့အသွားရဆုံးနေရာတွေမှာပတ္တရာလည်းတစ်ခုပါဝင်ဖြစ်ပါတယ်။ဆိုတော့ဒီပတ္တရာကိုလည်းပတ်တဲ့ဥရောပခရီးသွားတယောက်ကတော့လူ၂ယောက်အတွက်ညစာကို ဘတ်ခုနှစ်ထောင်ဘတ်ခုနှစ်ထောင်ဆိုလို့ရှိရင်မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်တော့မြန်မာငွေ၈သိန်း၉သိန်းနီးပါးရှိရပေါ့လေဆိုတော့အဲ့လောက်ကိုပေးပြီးတော့စားခရရတဲ့အတွက်ကြောင့်မလို့မချိမနှက်ဖြစ်နေရပဲဖြစ်ပါတယ်။ထိုင်းကိုလာတဲ့ခရီးစရိတ်ကလည်းကြီးမြင့်လာတဲ့အတွက်ကြောင့်မလို့နိုင်ငံသားတွေကထောက်ပြထားပဲဖြစ်ပါတယ်။ now အမေရိကန်ခရီးသွားတယောက်ကထိုင်းကိုဒေါ်လာ300နဲ့လင်းစီးနေကြဖြစ်ပေမဲ့အခုကတော့ဒေါ်လာ1000နီးပါးဖြစ်နေပြီလို့ ကြီးတွားပြောဆိုနေရပဲဖြစ်ပါတယ်။ဒေါ်လာစီးရာလည်းတက်နေတဲ့အခါကျတော့ဒေါ်လာတစ်ထောင်ကိုမြန်မာဝင်နဲ့တွက်ကြည့်ရဆိုလို့ရှိရင်ဘယ်လောက်ဖြစ်မလဲ။အားလုံးလည်းသိကြပါပါတော့။ဆိုတော့ထိုင်းလူမျိုးနေရတာမှာ ထိုင်းလူမျိုးအချင်းချင်းတောင်မှခရီးသွားကုန်ကြစေဝေဖန်မှုတွေကြီးမြင့်မှုတွေကိုဝေဖန်တာတွေရှိပါတယ်။ထိုင်းလူမျိုးတယောက်ကထိုင်းလူမျိုးအနေနဲ့ပဲသူပြောတာပေါ့နော်။ထိုင်းလူမျိုးတယောက်အနေနဲ့သူ့ရဲ့နိုင်ငံမှာတောင်မှဈေးပေါ်ပေါ်နဲ့ခရီးမသွားနိုင်ဘူးလို့ပြောထားပါတယ်။တဲခိုကန်ကားတွေအလွန်မြင့်မားနေပြီးအထူးသဖြင့်ဒီလိုမျိုး holiday အားလည်းရက်တွေမှာပေါ့နော်။အဲအရန်ကို ဒီဟိုတယ်တွေတဲခုခံတွေရဲ့ဇယိတ်တွေကအရင်ကမြင့်တက်နေရပဲဖြစ်ပါတယ်။နောက်တစ်ခုကထိုင်းမှာတရဝင်းစေးကြောက်တောက်သုံးဝင်ပေးထားတဲ့အတွက်ကြောင့်မလို့အဒီပေါ်တော့ခရီးသွားတွေကပြစ်တင်ထားတယ်လို့လည်းသိရပါတယ်။ဩစတြေးလျမိခင်တယောက်ကတော့သူတို့သွားတဲ့နေရာတိုင်းမှာစေးကြောက်နဲ့နေရခဲ့တဲ့အတွက်ကြောင့်မလို့ကလင်းငယ်တွေနဲ့ခရီးသွားရတာအဆင်မပြေဘူးဆိုပြီးတော့မှတ်ချက်ပြုထားတာပဲဖြစ်ပါတယ်။ဆိုတော့ကျမရဲ့ပရိသတ်တွေထဲမှာရောထိုင်းနိုင်ငံရောက်နေတဲ့လူတွေရှိလား။ဒါမှမဟုတ်ထိုင်းနိုင်ငံကိုအလဲသွားပြီးတဲ့လူတွေရှိလား။ထိုင်းနိုင်ငံရဲ့ ဒီပေါ်တော့ကုန်ကြစိတ်ဒီထိုင်းနိုင်ငံကနေထိုင်စိတ်ဒီထိုင်းနိုင်ငံကစားစိတ်သွားစိတ်ဒီဟာဘယ်လိုမျိုးရှိလဲဆိုတာကိုမှတ်ချက်လေးရေးခဲ့ပြီးလို့ရပါတယ်